တရုတ်ရဲ့ကမ္ဘာစင်မြင့်ပေါ်ကတချိန်ကတန်တရားဖြစ်ပွဲလွှမ်းမိုးမှုကရင်းရိုင်လာနေပါတယ်။ဆယ်စုနှစ်များစွာကြာအောင်ကမ္ဘာစီးပွားရေးအပေါ်တရုတ်ရဲ့တရားမှုတွေကိုကြောင်းရွံ့လို့ကမ္ဘာကဒီအရှိတိုင်းရဲ့အင်အားကြီးနိုင်ငံကိုရင်ဆိုင်ရဲဖို့တွန်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Donald Trump ကဒါကိုလှုံ့ဆော်ခဲ့ပြီးတော့ရန်လက်တီဟာအန်အောစီယာကောင်းလာအောင်ထူကြပါတယ်။တရုတ်ဟာတည်တံ့ကျင်းရနေပြီးတော့ကမ္ဘာတဝန်းကနိုင်ငံတွေကတရုတ်နဲ့ရည်တည်မဲ့အစားအမေရိကန်နဲ့ညီနိုင်ဖို့ရွေးချယ်ခဲ့ကြပါတယ်။ ကမ္ဘာရဲ့ထောက်ခံမှုမရှိရင်တရုတ်ဟာစီးပွားရေးအရရုံးကန်ရမယ့်ခေတ်သစ်တစ်ခုတည်းကိုဝင်ရောက်လာနိုင်ပါတယ်။ယုံကြည်တာကတော့တရုတ်ဟာမကြခင်မှာညှိနှိုင်းစပွဲဝိုင်းမှာပါဝင်ဖို့ဖိအားပေးခံရလိမ့်မယ်။အကြောင်းရင်းကတော့တရုတ်ရဲ့စီးပွားရေးဟာအမေရိကန်နဲ့အနောက်နိုင်ငံတွေစီတင်ပို့မှုအပေါ်လုံးဝမီခိုနေရလို့ပါ။ Trump အစိုးရရဲ့ဖိအားပေးလို့ဆိုရရင်အလုံးဖြစ်နေပါတယ်။တရုတ်ဟာထိလန့်နေပြီးအခုဆိုရင် သူတို့မှာပိုကြီးတဲ့ပြဿနာတစ်ခုရှိလာပါတယ်။ကမ္ဘာက CCP တရုတ်ကွန်မြူနတီပါတီကိုဆွန့်လွှတ်လိုက်ပြီး American ကတရုတ်ကွန်ပစ္စည်းတွေအပေါ်အကောက်ခွန်နဲ့အစမတန်ချမှတ်နေချိန်မှာ Trump ကဒီအခြေအနေကိုအသုံးပြုပြီးတခြားနိုင်ငံတွေကို American နဲ့တရုတ်အကြားတစ်ဖက်ကိုရွေးချယ်ဖို့ဖိအားပေးနေပါတယ်။ဒါပေမဲ့ဒီနိုင်ငံတွေကတရုတ်ကိုရွေးချယ်မနေပါဘူး။ဒီလှုပ်ရှားမှုက CCP တင်မှတ်ခဲ့ပဲနဲ့ တရုတ်ပြည်သူတရားလုံးအတွက်ပါကြီးမားတဲ့တရားမှုတွေရှိပါတယ်။ဒီဇယားကိုကြည့်လိုက်ပါ။ဒီဇယားဟာရှီတင်ဖိန်ကတရုတ်ကနေထွက်ခွာသွားရောမဲ့အကြောင်းရင်းမှာ သူထွက်ပြေးတာမဟုတ်ပေမဲ့ထိတ်လန့်နေတာပါ။ဒါကြောင့်မင်းသူဟာအာရှတဝိုက်ကနိုင်ငံတွေကိုတွားရောက်ပြီးခေါင်းဆောင်တွေကိုသူ့ဘက်မှာရည်တည်ဖို့ဆွေးဆောင်နေတာဖြစ်ပါတယ်။ဒီစရာကိုကြည့်ရင်ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံပေါ်လွင်ထင်ရှားနေပါတယ်။ဒီနိုင်ငံဟာတရုတ်ရဲ့စီးပွားရေးကိုဆက်လက်ရှင်သန်နိုင်ဖို့မိခိုနေရတဲ့နိုင်ငံမှာတကယ်တော့ဒီစရာဟာလုံးဝတိကျမှန်ကန်တာမဟုတ်ပါဘူး။ဒါဟာ CCP ကကမ္ဘာကိုလိမ်ညာနေလို့ပါ။၂၀၂၈ခုနှစ်မှာ ထရိုင်ကတရုတ်ကုန်ပစ္စည်းတွေအပေါ်အကောက်ခွန်တွေစတင်ချမှတ်ခဲ့ပြီးတဲ့နောက်တရုတ်က၎င်းရဲ့ကုန်ပစ္စည်းတွေကိုတခြားနိုင်ငံတွေကတဆင့်လမ်းကြောင်းပြောင်းပို့ဆောင်ခဲ့ပါတယ်။တကယ်တော့တရုတ်ကအမေရိကန်ကိုတိုင်းရင်ပို့တဲ့ကုန်ပစ္စည်းပမာဏလောက်ကိုတွဲဝိုက်ပြီးတော့ပို့ဆောင်နေပါတယ်။ဒါကတရုတ်ရဲ့ထင်ပေါ်မှုရဲ့90%ရာခိုင်နှုန်းဟာအမေရိကန်ကိုရောက်ရှိတာမဟုတ်ဘူး။30%ရာခိုင်နှုန်းပဲဖြစ်ပြီးတော့ထရန်က 245ရာဂိုင်လုံးအောက်ခွန်ချမှတ်ပြီးတဲ့နောက်ဒီပမာဏကိုအစားထိုးဖို့သူတို့အတွက်မလွယ်ကူတော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်မေရှီချင်းဖိန်ကထိမ့်နဲ့နေပြီးတော့အာရှတဝိုက်ကိုအရေးပေါ်ခီးထွက်သွားပြီးတော့တခြားကောင်းဆောင်တွေကိုတရုံနဲ့အစည်းလုံးညီညွတ်ဖို့ဆွေးဆောင်နေတာပါ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒီကောင်းဆောင်တွေကရှီချင်းဖိန်ရဲ့စကားကိုနားမထောင်ကြပါဘူး။ရှီချင်းဖိန်ကတရုံကိုသူ့လိုရာဆွေးခေါ်သွားပြီးကြောက်ကြပါရင်ပြုတ်ချအောင်လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။ သူကသူ့ကိုအနိုင်ကျင့်လို့မရဘူးလို့ပြောပါတယ်။အမေရိကန်တို့ကသူ့စီအဆင်ပြေအောင်လာတောင်းပန်မချင်းစကားမပြောဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဒါဟာတရုတ်အတွက်ကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အမေရိကန်တို့ရဲ့စီးပွားရေးကသူတို့ထက်အများကြီးပိုကြီးမားပါတယ်။သူတို့ရဲ့ဖောင်းဖွားထားတဲ့ GDP အစီရင်ခံစာတွေနဲ့တောင်အမေရိကန်တို့ရဲ့၃ပုံ၂ပုံထက်တောင်နည်းပါတယ်။ပြီးခဲ့တဲ့နှစ်မှာတရုတ်ကအမေရိကန်ရဲ့ကုန်သွယ်ရေးမှာ 295.4ဘီလီယံဒေါ်လာရဲ့ကြီးမားတဲ့ကုန်သွယ်ရေးပုံငွေရရှိခဲ့ပါတယ်။ဒါဟာ2023ခုနှစ်ကကုန်သွယ်ရေးပုံငွေထက်9.8ရာခိုင်နှုန်းပိုများပါတယ်။ဆိုလိုတာကသူတို့မှာဆုံးရှုံးဖို့အရာအားလုံးရှိနေပါတယ်။ ်အခုသူတို့ကရှာပါတတူတွေတင်ပို့မှုပိတ်ပင်တာကိုလက်တုံးပြမှုတွေလှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့2010ခုနှစ်မှာဂျပန်ကိုဆန့်ကျင်ပြီးဒီလိုလုပ်ဖို့စူးစမ်းတော့ကအလုံးမဖြစ်ခဲ့ပါဘူးတရုတ်ဟာလာပေါင်းအနေနဲ့အတွဲမှာပြိုလဲသွားခဲ့ပါတယ်သူတို့က boring ကိုလည်းရင်ပို့ဆောင်မှုတွေလက်မခံတော့ဘူးလို့ပြောနိုင်ပါတယ်ဒါပေမဲ့တမရထရန်က boring ကိုလည်းရင်နေတဲ့အပိုပစ္စည်းတွေရောင်းချနေရအောင်ဓာတ်မြင့်လိုက်မယ်ဆိုရင်တရုတ်မှာပြန်တန်းနိုင်စွမ်းမရှိတဲ့လည်းရင်တွေအများကြီးရှိလာမှာပါ ဒါကြောင့်အမေရိကန်တို့မှာ အာဏာရှိနေပါတယ်။တရုတ်ကဒီကုံသွေးစစ်ပွဲမှာအနိုင်ရဖို့တခုတည်းသောနီလန်ကထရန့်ကိုချုပ်တင်အငြင်းခံအောင်လုပ်နိုင်ရင်ပဲဖြစ်ပါတယ်။အခု CCP ဟာဆိုရှယ်မီဒီယာပေါ်မှာအကောက်ခွန်တဲ့ပတ်သက်တဲ့ post တွေကိုစင်စာဖြတ်တောက်နေပြီးအထူးသဖြင့် တရုတ်နိုင်ငံထဲမှာအကောက်ဖွင့်ဆိုတဲ့ hashtag နဲ့ရှာဖွေမှုတွေအပြင်တရုတ်က American ကုန်ပစ္စည်းတွေအပေါ်ချမှတ်ခဲ့တဲ့တရလေးရာခိုင်နှုန်းအကောက်ခွန်နဲ့ပတ်သက်တဲ့အရာတွေကို Weibo ဆိုတဲ့ social media platform ပေါ်မှာပိတ်ပင်ထားပါတယ်။ဒါဟာ CCP ရ Community အစိုးရကိုဝေဖန်တဲ့အရာပါရမဆိုဘလောက်ထိစင်စာဖြတ်ထားဖို့လုံးဆောင်နေဆိုတာကိုပြသပါရယ်ရှီချင်းဖင်ကဘိုရင်းရဲ့တရုတ်ကိုပို့ဆောင်လေရင်မှုအားလုံးကိုဖြတ်သိမ်းလိုက်တာရဲ့ရှီစီယာအကောင်းဆုံးဖိုင်ကတော့သူကိုယ်တိုင် Boeing 747နဲ့ပြန်တန်းနေရပါတရုတ်ရဲ့ Air Force 1ဆိုလိုတာကတရုတ်သမ္မတရဲ့အလေးရင်ဟာ Boeing ကထုတ်လုပ်ထားတာပါတရုတ်ကုမ္ပဏီတစ်ခုကမဟုတ်ပါဘူးဒါဟာ Xi Jinping က Boeing လေယာဉ်တွေကိုတရုတ်မှာရှိတဲ့လေယာဉ်တွေထပ်ပို့ပြီးဘေးကင်းအောင်ကြုံတယ်လို့ယူဆလို့ဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့အခုသူကတရုတ်ကလေကြောင်းလိုင်းတွေကိုသူကိုယ်တိုင်ကမ္ဘာတဝန်းပြန်တန်းနေတဲ့ Boeing လေယာဉ်ကိုမဝယ်ယူဖို့ပြောနေပါတယ် ထရန်ရဲ့အကောင့်ခွန်လေးကျင်ညာလိုက်တဲ့အခါကမ္ဘာတဝန်းလုံးနီးပါးထိလန့်တော်လို့သွားခဲ့ပါတယ်။ဒါဟာမဆန်းပါဘူး။ဒီအကောင့်ခွန်လုံးတွေဟာ1930ခုနှစ်များကလေးကမြင်တွေ့ခဲ့ရတဲ့အမြင့်ဆုံးနှုံးကားတွေပါ။1929ခုနှစ်မှာဗာဖြစ်ခဲ့တယ်ဆိုတာအားလုံးသိကြပါတယ်။ဒါပေမဲ့ဒါကထရန်ရဲ့လုံဆောင်ချက်တွေကစီးပွားပြည်ကက်စီကိုဦးတည်သွားမယ်လို့ဆိုလိုတာတော့မဟုတ်ပါဘူး။ဒါပေမဲ့1929နဲ့နိုင်ရှင်ခံရတာကိုဘယ်သူမှမကြိုက်ပါဘူး။ဒါကြောင့်မဲလူတိုင်းထိလန့်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ပကြခင်မှာပဲနိုင်ငံတိုင်းလူလူက Trump အစိုးရထံဆက်သွယ်လာပြီးညှိနှိုင်းဖို့ရှိတယ်ဆိုတာပြသခဲ့ကြပါရယ်။ဒါပေမဲ့နိုင်ငံတိုင်းနိုင်ငံသားဒီလိုမလုပ်ခဲ့ပါဘူး။အဲဒီနိုင်ငံကဘယ်နိုင်ငံလဲဆိုတာခံမှန်းကြည့်လိုက်ပါ။ ဒါပေမဲ့နိုင်ငံတိုင်းကညီနိုင်မှုဆက်သွယ်လာခဲ့တာကြောင့် Trend ကလက်တုံးပြန်အကောင့်ခွန်တွေကို90ရက်ရက်ဆိုင်လိုက်ပြီးတော့အားလုံးရဲ့အကောင့်ခွန်ကို10ရာခိုင်နှုန်းအထိလျှော့ချခဲ့ပါတယ်။ဒါပေမဲ့အရင်နိုင်ငံတနိုင်ငံကိုတော့ဒီလိုမလုပ်ခဲ့ပါဘူး။သင်တို့တွေကအများစု TV ဖြစ်မှာပါ။အရင်နိုင်ငံကတရုတ်ပါ။တရုတ် Community Party CCP နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးတဲ့နှစ်ပါတီပါဝင်တဲ့ Congress ရဲ့ရွေးချယ် Committee ကနေထုတ်ပြန်တဲ့အစီရင်ခံစာတစ်ခုဒီမှာရှိပါတယ်။သူတို့ကဒီလိုပြောထားပါတယ်။ ် CCP ဟာနှစ်ပေါင်းများစွာစီးပွားရေးစစ်ပွဲကိုဆင်နွှဲနေခဲ့ပြီးကျွန်တော်တို့ပြန်လည်တိုက်ခတ်ရမယ်။ CCP ရဲ့လှုံ့ဆော်မှုတွေကြောင့် American ဟာချိန်မှတဲ့စီးပွားရေးဆုံးရှုံးမှုတွေခံစားနေရတယ်။တရုတ်ရဲ့အညာနာမိုဘိုင်ခွင့် IP ခုံယူမှုကြောင့်နှစ်စဉ်600ဘီလီယံဒေါ်လာခန့်ဆုံးရှုံးနေတယ်။ဒါဟာအလွန်ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်ပြီးတရုတ်ကအတော်အလွေးသုံးစားလုပ်ပြီး American company တွေ American တီထောင်သူတွေနဲ့ American နိုင်ငံသားတွေစီကနေခိုးယူနေပါတယ်။ ဒါပေမဲ့ဆက်သွားမယ်ဆိုရင်တရုတ်ရဲ့ကြီးမားတဲ့ကုန်သွယ်ရေးပုံငွေတွေဟာပိုဆိုးလာမှာပါ။ဒါရီယာဆယ်စုနှစ်များစွာလှည့်စားမှုတွေရဲ့ရလဒ်တွေပါ။ CCP တရုတ်ကွန်မြူနတီပါတီဟာစနစ်ကိုချဲ့လည်ခဲ့ပြီးဈေးကွက်တွေကိုထိန်းချုပ်က American စက်ရုံတွေကိုဖျက်ဆီးပစ်ခဲ့ရုံတည်းမကပဲ American အလုံသမား1.5တန်နီးပါးရဲ့အလုံကန်တွေကိုခိုးယူခဲ့ပါတယ်။ဒါဟာ American အလုံသမားတွေအပေါ်စစ်ချီလှုံ့ဆော်မှုတစ်ခုဖြစ်ပြီးတော့ American တို့ကဒါကိုအချိန်အကြာကြီးလေးလျှူထားခဲ့ပါတယ်။ CCP ရဲ့ရုတ်တရက်ဘဝရပြောင်းလဲမှုတွေဥပမာ2021ခုနှစ်ဇူလိုင်လမှာပုဂ္ဂလိကပညာရေးကဏ္ဍမှာပြုလုပ်ခဲ့တဲ့ပြောင်းလဲမှုလို့အပြောင်းလဲတွေက ဈေးကွက်တန်ဖိုးဘီလီယံနဲ့ခြေပြီးတော့ပြောင်းဆုံးသွားစေခဲ့ပြီးအမေရိကန်ယင်းနည်းနယ်သူတွေအတွက်တိတာတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာအငိမ့်စားအကောင့်တွေကို ထိခိုက်စေခဲ့ပြီးတော့တရုတ်ရဲ့မမျောလင့်ချားနိုင်တဲ့ဈေးမြင့်တွေကကမ္ဘာ့ဘဏ္ဍာရေးမတည်ငြိမ်မှုကိုဖြစ်ပေါ်စေပြီးအမေရိကန်တွေအတွက်ကုန်ကျစရိတ်တွေမြင့်တက်လာစေနိုင်တယ်ဆိုတာပြသနေပါတယ်။မကြာသေးခင်ကအမေရိကန်ရဲ့အကောင့်ခွန်တွေနဲ့ White House ရဲ့လှုပ်ဆောင်မှုတွေဟာ လိုအပ်တဲ့ပထမဆုံးခြေလှမ်းတွေဖြစ်ပေမဲ့နောက်ဆုံးခြေလှမ်းတော့မဟုတ်ပါဘူး။ CCB ဟာကုန်သွယ်ရေးထက်ကျော်လွန်တဲ့ American ကိုဆန့်ကျင်တဲ့လှုပ်ဆော်ရေးတစ်ခုကိုဆင်နွှဲနေပါတယ်။ American တို့ရဲ့စီးပွားရေးနဲ့အမျိုးသားလုံခြုံရေးကိုခုခံကာကွယ်ဖို့ဒီချင်းချမှုရဲ့အခြေအမားရဲ့အတိုင်းအတာနဲ့အကန့်ကြီးတဲ့ပြပါတစ်ခုလိုအပ်ပါတယ်။ဒီဟုတ်ကကမ္ဘာကိုအမျိုးသားလုံခြုံရေးနဲ့ ကုံသွေးကြီးဟာမတူညီတဲ့အရာနှစ်ခုဖြစ်ပြီးအချင်းချင်းဆက်နွယ်နေတယ်လို့မမြင်သင့်ဘူးလို့ပြောပါတယ်။ဒါပေမဲ့တကယ်တမ်းမှာဒါဟာမမှန်ပါဘူး။ CCP ကိုရိုင်းကလည်းဒါဟာမမှန်မှန်သိထားပါတယ်။ဒါကြောင့်မယ်တရုတ်အစိုးရဟာနိုင်ငံသားကုမ္ပဏီတွေကိုတရုတ်ဈေးကွက်ထဲဝင်ရောက်ခွင့်ပိတ်ပင်ထားပြီးအထူးသဖြင့်အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့နိုင်ငံသားကုမ္ပဏီတွေကိုပိတ်ပင်ထားပါတယ်။ဒါပေမဲ့အခုတော့ CCP က ဒီဘာနဲ့အငင်းပွားပြီးအမျိုးသားလုံးကြုံရင်းနဲ့ကုံသွေးကြီးဟာဆက်နွယ်မှုမရှိဘူးလို့ပြောကြနေပါဗျ။ဒါတင်မကဘူးတရုတ်ရဲ့ကုံသွေးကြီးအထိပယ်ဖွင့်ဆိုချက်ဟာကမ္ဘာကုံသွေးကြီးအထိပယ်နဲ့အများကြီးကွဲပြားပါတယ်။တရုတ်ကုမ္ပဏီတွေကကုံသွေးကြီးဆိုတဲ့နာမည်အောက်မှာတခြားနိုင်ငံတွေနဲ့ကုမ္ပဏီတွေစီကခိုးယူပြီး ညာနာမိုဘိုင်းကွင်း IP နဲ့ထုတ်ကုန်တွေကိုခိုးယူတာဖောက်တယ်ရီကိုပါခိုးယူပါတယ်။ဒီလိုတရုတ်ကနှစ်ပေါင်း20နီးပါးလုံးဆောင်ခဲ့တဲ့လိမ်လည်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေဒီမှာရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ American ပြည်ရင်းစည်းကွက်မှာထုတ်ကုန်တစ်ခုကနှစ်စဉ်ဒေါ်လာ5သန်းရှာအောင်ထုတ်လုပ်နိုင်တဲ့အဆင့်ကိုရောင်းရှိလာတာနဲ့ဒါဟာအောင်မြင်ဆုံးသတိပြထားတဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီးတော့ အနိုင်ရတဲ့ထုတ်ကုန်တစ်ခုဆိုတာသိလိုက်ရပါတယ်။ဒီထုတ်ကုန်ကတရုတ်မှာအတူလုံးခံရပြီးတော့ဥပမာဂိမ်းကနန်းနေနဲ့ပြောရရင်သင်ကဒီထုတ်ကုန်ကိုသူတည်တနာဖွံ့ဖြိုးရေး R&D အတွက်ဒေါ်လာ100သန်းသုံးစွဲခဲ့တယ်ဆိုပါစို့သင်ဟာအမေရိကန်မှာရန်ပုံငွေရှာဖွေခဲ့တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးဒီဘက်ကို၈ရက်စာလောက်လုံးလုံးခဲ့တယ်။သင်ကိုယ်တိုင်အလွန်မင်းစူးစမ်းခဲ့ရတယ်။ အခုတင်ရအောင်မြင်တဲ့ထုတ်ကုန်တစ်ခုရရှိပြီထုတ်ကုန်နိုင်ကအောင်မြင်တာမဟုတ်ပေမဲ့ဒီထုတ်ကုန်ကတော့ဒေါ်လာ5သန်းနဲ့အောင်မြင်တဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်ဒီလိုထုတ်ကုန်တစ်ခုဟာ American ပြည်တွင်းစည်းကွက်မှာနှစ်စဉ်ဒေါ်လာ5သန်းလောက်ရနိုင်တဲ့အဆင့်ကိုရောက်ရှိလာတာနဲ့ချက်ချင်းဆိုသလိုတရုတ်မှာအတူလုံခံရပါတယ် အလီဘာဘာမှာ30ရာနေ40ရာခိုင်နှုန်းရှော့စီနဲ့တွေ့ရပြီးတော့အမေဇွန်ပေါ်မှာလည်းရှိပါတယ်။တခါတလေဆိုအမေရိကန်မှာထုတ်ကုန်နာမည်အထူးထူနဲ့လက်လီရောင်းချတာတွေရှိပါတယ်။အမေရိကန်လက်လီရောင်းချသူတွေနဲ့ဒါဟာစတင်ဖွဲ့စည်းထားတဲ့ကုမ္ပဏီသေးသေးလေးတစ်ခုဖြစ်ပြီးတော့တရုတ်ကညာနာမိုဘိုင်ခွဲ IP ကိုခုံးယူပြီးအတုလောက်တာကိုခင်မဆိုင်ပါဘူး။ဒီနေနဲ့တရားဆွဲဖို့လည်းမတော်နိုင်ပါဘူး။ 2000ခုနှစ်မှာတရုတ်ကကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ရဲ့အဖွဲ့ဝင်ဖြစ်ဖို့သဘောတူခဲ့ပြီးဒီအတွက်စည်းမျဉ်းတွေရှိထားပေမဲ့သူတို့ကဒီစည်းမျဉ်းတွေကိုလုံးဝလိုက်နာခဲ့တာတခါမှမရှိပါဘူး WTO မှာတိုင်စားမှု ထောင်ပေါင်းများစွာရှိထားပါတယ်ဒါဟာ Congress Committee ကတရုတ်ဟာညာနာမူပိုင်ခွင့်ခိုးယူမှုကနေနှစ်စဉ်600ဘီလီယံဒေါ်လာခိုးယူနေတယ်လို့ပြောတဲ့အတိတ်ပါ သူတို့က အမေရိကန်ရဲ့မိုဘိုင်းဖုန်းရထားတဲ့ထုတ်ကုန်တွေကိုတိုက်ရိုက်ခိုးယူနေရပါ။အမေရိကန်မှာနေထိုင်တဲ့သူတွေဟာအမေရိကန်မှာအောင်မြင်နေတဲ့ထုတ်ကုန်တစ်ခုကိုရိုးရိုးကူးယူလို့မရပါဘူး။ဘာလို့လဲဆိုတော့တရားစွဲခံရမှာဖြစ်ပြီးခိုးယူထားတဲ့ထုတ်ကုန်ရောင်းချလို့ရလာမယ့်အမြတ်ချက်ပို့ပြီးတော့ဆုံးရှုံးရမှာမဟုတ်ပါ။ဒါပေမဲ့တရုတ်ကုမ္ပဏီတွေအတွက်ကတော့ဒီလိုမဟုတ်ပါဘူး။သူတို့ဟာအမေရိကန်ကုမ္ပဏီတွေစီကခိုးယူပြီးအမေရိကန်တီထောင်သူတွေစီကခိုးယူကထုတ်ကုန်တစ်ခုတည်းကိုကူးယူပြီးအမေရိကန်မှာရောင်းချသွားတယ်။ ဒီကုမ္ပဏီတွေကိုတရုတ်မှာတရားစွဲရောမယ်ဆိုရင်တော့ဘာဖြစ်မလဲဆိုတော့တရုတ်ကုမ္ပဏီတွေကိုတရားစွဲလို့မရပါဘူး။ဘာလို့လဲဆိုတော့သူတို့ဟာနိုင်ငံပိုင်ကုမ္ပဏီတွေဖြစ်နေလို့ပါ။တရုတ်မှာတရုတ်အစိုးရကိုတရားစွဲလို့လည်းမရပါဘူး။သူတို့ကနိုင်ငံကိုအုပ်ချုပ်နေတာပါ။ WTO ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကိုတောင်းသွားလို့မရပါဘူး။ဘာလို့လဲဆိုတော့သင်ဟာတရုတ်ကိုတိုင်ကြားနေတဲ့လူတန်းရှည်တွေကလူတယောက်သာဖြစ်နေလို့ပါ။တကယ်တော့ပြီးခဲ့တဲ့နှစ်မှာ WTO မှာမတူညီတဲ့နိုင်ငံတွေစီကတိုင်ကြားမှု၄၀၀လောက်ရရှိခဲ့ပါတယ်။ ဒါဟာလူတဦးချင်းကမဟုတ်ဘူးနိုင်ငံတကာတိုင်ကြားတာပါဒီတိုင်ကြားမှုတွေကဘယ်နှခုကတရုတ်ကိုတိုင်ကြားတာလဲခံမှန်းကြည့်ပါ198ခုတွေက138ခုဟာကမ္ဘာတောင်ပိုင်းနိုင်ငံတွေစီရဖြစ်ပါတယ်ဒါကတရုတ်နဲ့အဆင်ပြေလို့ယူဆရတဲ့နိုင်ငံအုပ်စုတွေပါဒါပေမဲ့တရုတ်ရဲ့အချင်းငွေတွေကိုလက်ခံထားတဲ့ဒေတူညီတဲ့နိုင်ငံတွေကပဲ တရုတ်ဟာကုန်သွယ်ရေးမှာသူတို့ကိုလဲစားနေတယ်။တရုတ်ကမများတာစွာရှင်ပြန်နေတယ်လို့တိုင်ကြားနေကြပါရယ်။အခု CCP တရုတ်ကွန်မြူနတီပါတီအထက်တော့ကန်ဂျမာဟာပြန်လည်ရိုက်ခတ်လာပါပြီ။ CCP ဟာအကောက်ခွန်တွေကျင်းညာလိုက်တဲ့အခါကဘာကိုအမေရိကန်ကိုဆန့်ကျင်တဲ့စီးလုံးညီညွတ်မှုမျက်နှာစာတစ်ခုဖြစ်ပေါ်လာအောင်လုပ်ချင်ခဲ့ပါရယ်။ဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့နိုင်ငံတိုင်းလိုလိုညှိနှိုင်းမှုဆက်သွယ်လာခဲ့ပြီးအခုတရုတ် တနိုင်ငံနဲ့သီးသန့်ကျင်းရစ်ခဲ့ပါရယ်။ရွှေချင်းဖိန်ကတရုတ်တနိုင်ငံနဲ့ဒီတိုက်ပွဲကိုအနိုင်မ ရနိုင်မှန်းသိထားပါရယ်။ဒါကိုကုံသွေးစစ်ပွဲကြီးညာပြီးကလေးက CCB ရဲ့လှုပ်ဆောင်ချက်တွေကနေသက်သေတွေ့နိုင်ပါရယ်။အကောက်ခွန်တွေစတင်ကြီးညာချိန်မှာတရုတ်ကနေထူကြတဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါရယ်။အဲဒီသတင်းကတော့တရုတ်၊ဂျပန်နဲ့တောင်ကိုရီးယားတို့ကအမေရိကန်ရဲ့အကောက်ခွန်တွေကိုပူးပေါင်းတွန်းပြန်မယ်ဆိုတဲ့သတင်းမှာဒီသတင်းကိုပထမဆုံးဖတ်တဲ့အခါလူတော်များကအလွန်အမင်းတွန်းပြန်ခဲ့ကြပါရယ်။ဘာလို့လဲဆိုတော့တကယ်တမ်းမှာ ဂျပန်နဲ့တောင်ကိုရီးယားဟာအမေရိကန်ရဲ့ရင်းနှီးတဲ့မဟာမိတ်နိုင်ငံတွေဖြစ်ပြီးတော့တရုတ်ရဲ့စီးရီးချင်းချောင်းမှုကနေသူတို့ကိုကာကွယ်ဖို့အမေရိကန်ဟာဂျပန်နဲ့တောင်ကိုရီးယားမှာအဓိကစစ်စခန်းတွေထားရှိထားပါတယ်။အခုသူတို့ကတရုတ်နဲ့ပူးပေါင်းနေရဆိုတော့ဘယ်လိုလုပ်အံ့ဩပဲရှိမလဲ။ဒါပေမဲ့ဒီမှာသတင်းရဲ့ရင်းမြစ်ကိုကြည့်ဖို့လိုပါတယ်။ဒါဟာတရုတ်နိုင်ငံပိုင်းမီဒီယာကနေထွက်လာတာပါ။ဒီမီဒီယာဟာ CCP ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီးတော့သူတို့ရဲ့ပြောဆိုချက်တွေကိုရှီတင်ဖင်စီကနေတိုက်ရိုက်ရယူတာဖြစ်ပါတယ်။ ဒီတဲ့ရင်ကလုံ့ဝလိညာမှုတစ်ခုဖြစ်ပြီးတော့ထွက်ပေါ်လာပြီးနိုင်ပိုင်းအတွင်းမှာပဲမှန်မှန်ကြောင်းထုတ်ဖော်ခံမရပါဗျ။ဒိုဂျိုနဲ့ဆိုရိုကတာဝန်ရင်းဆိုခဲ့ကြပါဗျ။တကယ်တော့ဒိုဂျိုက ဒီလိုမျိုးဆွေးနွေးမှုတွေဘယ်တော့မှမရှိခဲ့ဘူးလို့တောင်ပြောခဲ့ပါတယ်။ဆိုကလည်းတရုတ်ကသူတို့ဆွေးနွေးခဲ့တာတွေကိုနိုင်ငံချိတ်ကပြောဆိုထားတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီသတင်းဟာတရုတ်နိုင်ငံပိုင်မီဒီယာရဲ့လုံးဝလင်ညာမှုတစ်ခုဖြစ်ပေမဲ့ CCP ရဲ့ရည်မှန်းချက်တွေကဘာလဲဆိုတာကိုပြသနေပါတယ်။သူတို့ဟာနိုင်ငံပုံမှန်များများကိုသူတို့ဘက်မှယက်တီစီခြင်းခဲ့ပါတယ်။ဒါဟာရှီချင်းပင်ကအစကတည်းကတရုတ်ဟာ American နဲ့ကုန်သွယ်ရေးစစ်ပွဲမှာအနိုင်မရဘူးဆိုတာသဘောပေါက်ထားလို့ဖြစ်ပါတယ်။တရုတ်ရဲ့ကုန်သွယ်ရေး 30ရာခိုင်နှုန်းဟာနိုင်ငံတကာနိုင်ငံရေးစီကိုရောက်ရှိနေရလဲဖြစ်ပါတယ်။ဒါကြောင့်တရုတ်အရာရှိတွေကနိုင်ငံတော်ဝန် TV မှာဘလောက်ပဲကြဲကြဲလောင်လောင်အော်ဟစ်ပြီး American ကိုအစားထိုးနိုင်တယ်လို့ပဲပြောနေပါစေ။ကံမကောင်းစွာနဲ့ပဲဒီကဘာပေါ်မှာ American လူရန်စာကို အစားထိုးနိုင်တဲ့နိုင်ငံမရှိပါဘူး။တရုတ်ဟာ2000ခုနှစ်မှာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ထဲဝင်ရောက်ပြီးတဲ့နောက် American လူလက်ထန်းစားကိုရောင်းချရခြင်းရဲ့အကျိုးကျေးဇူးတွေကိုတင်ယူခဲ့ပါတယ်။အခု CCP ဟာအဲ့ဒီဝယ်လိုအားကိုလဲချော်သွားတဲ့အခါတရုတ်စီးပွားရေးဟာဘလောက်ထိဆိုးရွားစွာထိခိုက်မလဲဆိုတော့ခက်ခဲတဲ့သင်ခန်းစာကိုတင်ယူနေရပါတယ်။တရုတ်ဟာ2000ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO တွေကိုဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလ12ရက်နေ့ကစပြီးတရုတ်ဟာလင်းလယ်မှုတွေစတင်ခဲ့ပါတယ်။တရုတ်မှာနောက်ဆုံးမှရွေးချယ်စရာမရှိဘဲဖြစ်လာပါလိမ့်မယ်။တရုတ်ရဲ့စီးပွားရေးဟာကမ္ဘာ့ပေါ်ပေါ်စီကိုခီးလဲနေတယ်လို့ဖြစ်နေပါတယ်။ American တို့ဟာတရုတ်တို့စီးပွားပစ္စည်းတွေကိုရောင်းတဲ့ပမာဏထက်ငါးဆပုံများဝယ်ယူနေပါတယ်။တရုတ်ဟာတင်ပို့မှုပေါ်မီခိုနေတဲ့စီးပွားရေးဖြစ်တာကြောင့်တစ်ချိန်ချိန်မှာသူတို့ဟာ ညနိုင်စပွဲဝိုင်းကိုရောက်လာပါလိမ့်မယ်။ဒါပေမဲ့ညနိုင်မှုလုံးမဲ့အစား CCP ဟာဒီကိုယ်သွေးစပွဲတစ်လျှောက်လုံးဒိညာပြုံးစုမှုတွေနဲ့ဆက်လက်ရှိတိုးနေပါတယ်။လူငယ်ရန်နေညကပြခဲ့တဲ့တရုတ်ထုတ်လုပ်သူတို့ရဲ့ဗီဒီယိုကိုမှတ်မိမယ်ဆိုသူဟာတရုတ်မှာထုတ်လုပ်တဲ့ဇင်ခံအမတ်တစိတ်တွေကိုဖော်ထုတ်ခဲ့ပါတယ်။သူဟာစကားလုံးတွေကိုအလွန်သတိထားပြီးတော့ပြောခဲ့ပါတယ်။ ဒီအမတ်တစိတ်တွေကတရုတ်မှာထုတ်လုပ်တယ်လို့တခါမှမပြောခဲ့ပါဘူး။သူပြောခဲ့တာကတော့တရုတ်ဟာရေသွေးတူထုတ်ကုန်တွေကိုအလွန်ချိုတဲ့ဈေးနှုန်းနဲ့ထုတ်လုပ်နိုင်နေဆိုတာကိုပဲဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးပြေကြပါစို့ရှင်။